အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ရွေးချယ်ထားတဲ့ဒါ topic ကဒီဖြူချဖို့ခက်တဲ့ဒီချန်ပီယံကြီးကိုအနိုင်ယူသွားနိုင်ခြေရှိတဲ့ဒါမွန်ဂိုလီးယားကဒါ fighter gen တူရဲ့အကြောင်းပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်ဒီ one championship မှာဒါအစ်စ်သွဲဆိုင်အစ်စ်အနေနဲ့ကြီးညာလိုက်တဲ့ဒါဆူလင်းဦးနဲ့ကျွန်တော်ပွဲတည်ပြီးသားချင်းခံရဘူးတဲ့ဒါ line harrison ရဲ့သွဲဆိုင်အကြောင်းကိုဒီကနေ့မှာဒီက like ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့အတူကျွန်တော်ဆွေးနွေးတုံ့တက်ချက်ဒါပြုလုပ်တင်ဆက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ ဝမ်ချမ်ပီယံရှစ်ကတော့ဒါဒီပြောမယ်ဆိုတော့ဒါတိတ်မကြသီးခင်ကပဲဗောနော်ဒါဒီလာမဲ့ကျွန်တော်ဒီဇင်ဘာလ9ရက်နေ့အတွက်ဒီ1598ဆိုတဲ့ဒါပြိုင်ပွဲကြီးခေါင်းစဉ်အောက်မှာဒါချင်းမပြုတ်လို့တွားဖို့အတွက်တွဲဆိုင်၃ဆိုင်အထိကိုကျွန်တော်ကြီးညာထားတာတွေ့ရတယ်ဗျအဲ့ဒီထဲမှာဆိုတော့ချန်ပီယံခပ်ပတ်လူပွဲ2ပွဲအထိကျွန်တော်ပါဝင်နေတာတွေ့ရတယ်အဲ့တော့ဒီကနေ့မှာတော့အဲ့ဒီချန်ပီယံခပ်ပတ်လူပွဲ2ပွဲထဲကတပွဲကိုဒါပရိသတ်တွေကိုကျွန်တော်ဒါတုံးသက်တင်ဆက်ပေးတော့မှာဖြစ်တယ်ဗောနော်အဲ့တော့နောက်ထပ်တပွဲကတော့ဒါဆက်မရှင် ဒါ Graphene War Champion ခပ်ပလူပွဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါပြစ်သက်တွေနဲ့ပြောမှဆိုတော့အရင်ကြီးကျွန်တော်ရင်းနှီးမှုမရှိတဲ့အပြင်ကျွန်တော်ဒါ MMA လည်းမဟုတ်ဘူးလုံးဝဒီချုပ်ကွက်ကြီးပဲကျွန်တော်ကစားတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတော့ကျွန်တော်ဒီနေ့ లై ပြီးဒီမှာဒါပယ်ထားတယ်ပေါ့နော်အဓိကအပြင်တော့ကျွန်တော်ဒီ MMA ပွဲစဉ်ပေါ့နော်လုံးဝကျွန်တော်ပြစ်သက်တွေအနေနဲ့လည်းဒါမလွတ်တမ်းစောင့်ကြည့်တွန်းတင်တယ်ဒါအပြင်ကျွန်တော်အနေနဲ့လည်းပြောအောင်မေးဆိုတော့ဒါဒီအကြည့်ချင်းဆုံးပွဲစဉ်တစ်ပွဲလို့တောင်ဆိုလို့ရတယ်ပေါ့နော် ဲ့တော့ကျွန်တော်အဲ့ဒီပွဲစဉ်လေးကိုအရင်ဦးဆုံးသွားပေးပါမယ်အဲ့ပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်ဆူလင်ဦးရဲ့ဒီကျွန်တော်ပွဲတယ်ပြီးချင်းခံရဖို့တဲ့ဒီ line harrison ပေါ့နော်အဲ့တော့ line harrison တော့ပြစ်တဲ့အလုံးမမီကြောက်ပဲပေါ့နော်ကျွန်တော်ဒီမြန်မာ you ရလက်ဝေးကိုဒါဝေဖန်ခဲ့ဖို့တယ်ပေါ့နော်ဒါမြန်မာ you ရလက်ဝေးကဒါဒီမွေထိုင်းလောက်မကျန်းဘူးဆိုရင်တော့ဒါသူ့အနေနဲ့ပြောဆိုထားတာလေကျွန်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီ fighter ပေါ့နော် okay အဲ့တော့ကျွန်တော်ဒါ Bantamweight MMA ကမ္ဘာချန်ပီယံပေါ့နော်အဲ့ဒါကတော့ဒီ Fabricio Andrade ဖြစ်တယ်ပေါ့နော်ဒါပြည်သက်တွေအားလုံး တိကျပြီးနားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖိုင်တာကတိုက်ကမွေထိုင်းကလပ်မှာလီချင်းပြင်ဆင်နေတဲ့ဖိုင်တာတူဖြစ်တယ်ဒါဘရိုနီကာရဲ့ဒီကျွန်တော်တို့ဒီအကြံပေးတဲ့အပိုင်းမှာပြောမယ်ဆိုတော့ဒီပွဲဘရိုနီကာပွဲတပွဲရှင်ပြန်ထူးတက်တဲ့အချိန်မှာဒါဘလိုမျိုးဒါရှင်ပြန်ထူးတက်တဲ့လဲဆိုပြီးတော့မှဒါအကြံလေးတွေပေးလေးရှိတဲ့ဒီတနည်းအားဖြင့်ပြောမယ်ဆိုတော့ဘရိုနီကာရဲ့လီချင်းဖော်လေးဒါလီချင်းနီးပြလေးလို့တော့မှကျွန်တော်တို့ပြောလို့ရတဲ့ဖိုင်တာတူဖို့ပေါ့နော်ဒီဖိုင်တာကကျွန်တော်ဘန်ဒန်ဝိတန်က ဒီ MMA ကမ္ဘာချန်ပီယံတဦးဖြစ်တယ်ပေါ့နော်အဲ့တော့ဘန်နဝိတ်တန်းမှာဆိုတော့သူ့ကိုဒါဖြိုနိုင်တဲ့ fighter ကလက်ရှိချိန်ကြီးကျွန်တော်ဒါပြောရမယ်ဆိုတော့ဒါမရှိသေးဘူးပေါ့နော်အဲ့တော့အခုကျွန်တော် one championship ကဒီ point တင်ပေးလိုက်တဲ့ဒီမွန်ဂိုလီးယားပေါ့နော်သူတူချာချာကျွန်တော် fighter တဦးကဒါ Fabrizio Andrade ကိုကျွန်တော်နန်းချဖို့အတွက်စွမ်းဆောင်ရည်မျိုးတွေရှိတဲ့ fighter တဦးဖြစ်တယ်ပေါ့နော်သူ့ရဲ့အကြောင်းနဲ့ပေါ့နော်နောက်ပြီးတော့မှကျွန်တော်တို့ဒီ Fabrizio Andrade ရဲ့အကြောင်း ဒါဖိုက်တန်နအူစလုံးရဲ့ဒီဆွမ်းဆောင်ရည်ပြီးပြီဆိုရင်သူတို့ရဲ့ဒီအတာချက်အားနည်းချက်ပေါ့နော်အဲ့တော့ဒီလာမဲ့ကျွန်တော်ဒီဇင်ဘာလ9ရက်နေ့ပွဲစဉ်မှာပေါ့နော်ဒီဖိုက်တန်နအူကျွန်တော်ရှင်ပြိုင်ထူးတက်တဲ့အချိန်ကျရင်ဒါဘယ်လိုမျိုးပုံစံမျိုးနဲ့ဒါပွဲထွက်လာနိုင်ခြေရှိတယ်လဲဒါဘ누구ကပို့ပြီးတော့မှနိုင်ဖို့ဒါအခြေအနေပို့ပြီးများတယ်လေပေါ့နော်စတော်ရုံနဲ့ပတ်သက်ပြီးကျွန်တော်ဒီကနေ့မှာဒါတင်ဆက်ပြီးတော့မှဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ဒါဆွမ်းဆောင်ရည်ပိုင်းကိုကျွန်တော်နိုင်ရှင်ကြည့်လိုက်အောင်ပေါ့နော် Fabrizio Andrade ကနေတွားလိုက်အောင်ပါအဲ့တော့ Fabrizio Andrade ကတော့ဒါ၅ပြီနဲ့ ခဏလမရှိတဲ့အတက်ကတော့20နှစ်9နှစ်9နှစ်တာရှိသေးတယ်ပေါ့နော်ဝမ်ချမ်ပီယံရှစ်မှာကတော့ဝမ်ချမ်ပီယံမှာကတော့ဒါပွဲစဉ်ပေါင်း10ပွဲအထိဒါရှင်မင်းထုတ်တထားတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်ခုနှစ်ပွဲအနိုင်ရယူထားပြီးတပွဲရှုံးနေထားတာပေါ့နော်အဲ့တော့အခုပြောတော့ဆိုရင်တော့ဒါဝမ်ချမ်ပီယံမှတ်တမ်းပဲဖြစ်သေးတယ်တကယ်ကျွန်တော်တခြားတော့ပြင်ပမှတ်တမ်းနေကျွန်တော်ဒီ professional MMA record အားလုံးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ Fabrizio Andrade က17ပွဲအထိရှင်ပြန်ထုတ်တထားပြီးတော့မှအဲ့ဒီမှာဆိုရင်10ပွဲအနိုင်ရရှိထားပြီး9ပွဲရှုံးနေထားပါတယ်အဲ့တော့ဒါကတော့သူ့ရဲ့ကျွန်တော်ပွဲမှတ်တမ်းဖြစ်တယ်ဗျ ဲ့တော့သူ့ရဲ့ပွဲစဉ်တွေဒီက live ကိုကြည့်ရှုနေတဲ့ပရိသတ်တွေတော်တော်များများပါနော်ဒါကြည့်ရှုကြလိုက်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ Fabrice Silva and Antoni ကတော့ပရိသတ်တွေသူတူတူကျွန်တော်မစ်ဆက်ပေးနေစရာမလိုဘူးဒီ fighter ကလုံးဝဒီ Brazil က fighter တအူးဖြစ်တာနဲ့အညီကျွန်တော်ဒီ ground bank ကိုအတားပေးနေတော့ကစားတက်တဲ့ fighter တအူးမဟုတ်နေဘူးပေါ့နော်တူတူဆန်းဆန်းပဲကျွန်တော်ဒီ stand fight ပိုင်းမှာကျွန်တော်တော်တော်လေးဒါကောင်းတဲ့ fighter တအူးဖြစ်တဲ့အပြင်ကျွန်တော်ဒီ one championship မှာဆိုရင်လေဒါ stand fight ပိုင်းကြီးနဲ့ပဲပြိုင်ဖက်တွေကိုကျွန်တော်ပွဲသိမ်းထားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ချုပ်ခွက်နဲ့ပွဲသိမ်းထားတော့တော်တော်လေးကိုနဲမာတယ်အဲ့တော့ကျွန်တော်တွေ့အာသာချက်တွေဘာတွေရှိမလဲဗျအာသာချက်တော့ဒါကျွန်တော်စုစည်းထားတာကတော့ဒီဖိုင်တာကဒါစတန်ဖိုက်ဆွမ်းဆောင်ကြီးကောင်းတယ်ဒါတွေ့ကြုံလည်းမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့မှဒုတိယတစ်ချက်ကတော့ဒါပါဝါကြီးတယ်ဗျအဲ့တော့ဒီဘန်ဒန်ဝိတ်လို့ပြောလိုက်မယ်ဆိုတော့ဒါဝိတ်တန်းအနေထားရအရင်ကြီးကြီးတယ်လို့လည်းပြောလို့မရဘူးအရင်ကြီးငယ်တယ်လို့လည်းပြောလို့မရဘူးပေါ့နော်။ဒါ UFC နဲ့1 Championship ရှင်လိုက်မယ်ဆိုရင်တော့ဒါ1 Championship က Bantamweight ဆိုတာက ဒါ UFC ကဘန်နဝေးအနေထားဒီပို့ပြီးတော့မှသူတို့ထက် weight ပိုကြီးတယ်ပေါ့နော်အဲ့တော့ဒါ Fervi Cio Anwar ဒီကကျွန်တော်ပြောမယ်ဆိုတော့ဒါလုံးဝကျွန်တော် weight ကသူ့အနေထားကလုံးဝဒီပြောမယ်ဆိုတော့ main weight ရဲ့ဒီ power လောက်မရှိဘူးဆိုမှဒီ weight weight တန်းကဒီ power နီးပါးလောက်ရှိတယ်ပေါ့နော်တကယ့်ကိုဒီ power ဘိုင်းမှာတော်တော်လေးပြင်းတဲ့ fighter တူဖြစ်တယ်အဲ့တော့ဒါတော့သူ့ရဲ့ဒါဒုတိယအတာချက်ပါဝါဖြစ်တယ်မနော်တတိယအနေနဲ့ကသူ့ရဲ့ footwork ကောင်းတယ်ဒီ movement တွေကမဆိုးပြ ဒါကျွန်တော်အထူးသဖြင့်သူကစားတဲ့ပွဲစဉ်အသေးစိတ်လိလာကြည့်လိုက်မယ်ဆိုပေါ့နော်ဖူဝတ်ကိုကျွန်တော်ဒီတကယ်ဘောက်စင်တမားပီပီပေါ့နော်ဒါရီရှောင်းမှုတွေကျွန်တော်ကြည့်လိုက်မယ်တော်တော်လေးကောင်းတယ်ပြီးပြီဒီကျွန်တော်ရှေ့တိုးနောက်ဆုတ်ပေါ့နော်ဘော်ဒီအရင်းနှွဲကတော့အရင်ကြီးမကစားဘူးဒါရှေ့တိုးနောက်ဆုတ်ကစားတယ်ဒါဖူဝတ်လေးတွေကစားတာမျိုးတွေးရတယ်ပေါ့နော်အဲ့တော့နောက်ထပ်အသာချက်အနေနဲ့ပြောရရင်ဒီဖိုင်တာကဒါတက်လုံပိုင်းကဒါကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်အသက်ရွယ်ငယ်တာနဲ့တူပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်အသာချက်တစ်ခုပြန်တွန်းလိုက်မယ်ဆိုတော့သူက finishing ပိုင်းမှာဒါတော်တော်လေး ဒါမြင့်တယ်လို့ကျွန်တော်ဆိုရမယ်ဗျဒါပြန်ဖက်တွေတော်တော်များများနဲ့ရှင်ပြန်ထိုးတဲ့အချိန်မှာသူ့အနေနဲ့ဒါပြန်ဖက်တွေကိုကျွန်တော်အလဲထိုးနိုင်တဲ့အပိုင်းကဒါတော်တော်လေးကိုအားသာတယ်မဟုတ်လားပွဲဖြတ်နိုင်နှုန်းကမြင့်မားတဲ့ fighter တူလို့ကျွန်တော်ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့သူ့ရဲ့အားသာချက်တွေဖြစ်တယ်ဗျအားသာချက်ကတော့ဒါတော်တော်လေးကိုများတယ်အားနဲ့ချက်ကိုကျွန်တော်တွန်းလိုက်မယ်ဆိုရင်တော့ဒီ fighter ကဒါ ground fight ပိုင်းမှာအားနည်းတယ်ဗျအဲ့တော့ကျွန်တော်ဒီ ground fight ပိုင်းအားနည်းလို့ပြောလိုက်မယ်ဆိုရင်သူ့ရဲ့ဒီ ground defend လို့တွန်းပြီးတော့ short ပြလို့တော့မရပါဘူးเนาะဒါ defend ပိုင်းကမစိုးဘူးပြန်ဖက်လေကျွန်တော်ထိတ်တောင်းရယူလာမယ်ဆိုတော့သူ့အနေနဲ့အကောင်းဆုံး defend ပုံစံမျိုးနဲ့ကစားတွန်းနိုင်တဲ့အပိုင်းလေးတော့ရှိတယ်ဒီကျွန်တော်သူကဒီ stand fight ပိုင်းမှာအားတာတယ်ဆိုပေမဲ့ပေါ့เนาะတခါတည်းရင်သူကစားတဲ့ပွဲစဉ်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဒါအခွင့်အရေးရရင်ကျွန်တော် ground နဲ့ထိန်းချုပ်ပြီး ground နဲ့ကျွန်တော်ဒီချုပ်ကွက်ပုံဖော်ပြီးတော့မှဒါအဆုံးတက်သွားလိမ့်လေကျွန်တော်ရှိတက်တယ်ပေါ့เนาะအဲ့တော့ဒါကတော့ကျွန်တော်သူ့ရဲ့အားနေချက်အနေနဲ့ကျွန်တော်ထည့်သွင်းထားတာဒါ ground fight ဖြစ်တယ်ပေါ့နော်နောက်ထပ်အားနေချက်တစ်ခုကတော့ဒါမာဂုံမရှိတာဗျ အဲ့တော့ကျွန်တော်ဘာကြောင့်မာဂွန်မရှိတာလဲလို့ပြောမယ်ဆိုတော့ကျွန်တော်ပြည်သက်တွေအနေနဲ့ဒီ Fabrizio Andrade နဲ့နောက်ပြီးတော့ Jonathan Hakati တို့ရဲ့ပွဲစဉ်ကြည့်လိုက်မယ်ဆိုတော့ဒါသိမြင်နိုင်မယ်ပေါ့နော် Fabrizio Andrade ကဒါဒီ Jonathan Hakati ရဲ့ဒီလက်တီပါဝါကိုဒါတိတ်ပြီးခံနိုင်မရှိခဲ့ဘူးပေါ့နော်ဒါကျွန်တော်ထိချက်ပြင်းပြင်းထိတာလည်းဖြစ်မယ်သူအနေနဲ့ဒါဒီ Jonathan Hakati ကိုရှုံးနိမ်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ဟာဆိုရင်လေဒီ Fighter ဘွားမှာကျွန်တော် ဒီအလဲထိုးနဲ့ရှုံးနေခင်ရတဲ့ပွဲစဉ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ MMA မှာတော့ရှိတာတော့ရှိတယ်ဒါပေမဲ့အရင်နည်းတယ်ပေါ့နော်တပွဲနှစ်ပွဲလောက်ပဲရှိထားတယ်ပေါ့နော်အဲ့တော့သူရဲ့နောက်ထပ်အားနည်းချက်သွားလိုက်မယ်ဆိုဒီဖိုင်တာကကျွန်တော် gap point ပြီးတော့မှကစားလေးရှိတယ်ဗျအဲ့တော့ပရိသတ်တွေသတိထားမိလားတော့မသိဘူးပေါ့နော်ဒါ full out ကစားတယ်အကွာဝေးချားကစားတယ်ဆိုပေမဲ့သူ့လက်ကကျွန်တော်ဒီလိုမျိုး defend လုပ်တာမျိုးတိတ်မတွေ့ရဘူးလက်ကိုချပြီးတော့မှကျွန်တော်ကစားလေးရှိတယ်ဗျအဲ့တော့ဒါကတော့ Fabrizio Andrade ရဲ့အားသာချက်အားနည်းချက်တွေဖြစ်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ခြုံပြီးတော့မှသူ့ရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်ပြောရမယ်ဆိုတော့ Fabrizio Antoni ကဒီ Stanford ပိုင်းမှာဒါဆွမ်းဆောင်ရည်ဒါကောင်းတယ်လို့ကျွန်တော်ပြောလို့ရမယ်ပေါ့နော်ဒါ ground ပိုင်းမှာတော့ကျွန်တော်ထည့်ပြီးတော့မပြောတော့ဘူး Stan ပိုင်းမှာဆိုတော့ကျွန်တော်လက်သီးပါဝါရှိတယ်ပြီးပြီးစင်ဒူတောင်ဒူကတော့ကျွန်တော်ပိုင်ပိုင်နိုင်နိုင်သုံးနိုင်တယ်ဗျဒါတောင်ကတော့တိတ်သုံးတာမျိုးတော့မတွေ့ရဘူးဆိုပေမဲ့ဒါဒူကတော့ကျွန်တော်တို့ပြန်ဖက်တူဒူတိုက်ချက်တွေနဲ့အဆုံးတတ်ထားတဲ့ပွဲစဉ်ကျွန်တော်ကြည့်လိုက်မယ်သူဒူတိုက်ချက်ကတော်တော်လေးကိုကျွန်တော် fighter တွေအတွက်အိမ်မက်ဆူတစ်ခုဖြစ်နေတယ်ပေါ့နော်အဲ့တော့ ဒါတော့အဓိကအားသာချက်တွေဖြစ်တယ်ဗျ။နောက်ထပ်ကျွန်တော်ဒီပွဲတွင်းမှာကျွန်တော်အရင်ကိုအရေးပါတဲ့အချက်တစ်ချက်ကိုပြောမယ်ဆိုတော့ဒါ forward movement ကောင်းတာပေါ့နော်။အဲ့ဒီသုံးချက်ကလွဲလို့ဒါသူကပြောမယ်တခြားအပိုင်းမှာတော့ကျွန်တော်ဒီအားသာချက်တွေအနေနဲ့တော့ဒါတိတ်ပြီးတော့မှဒါပြောစရာတော့မရှိဘူးပေါ့နော်။ဒါအဓိကအားသာတော့အစောပိုင်းကျွန်တော်ပြောသွားတယ်။အဲ့တော့ကျွန်တော်နောက်ထပ် and orgi banta khu ပေါ့နော်။ဒါကျွန်တော်မွန်ဂိုလီးယားက fighter တအုပ်ဖြစ်တဲ့ဒီ fighter ရဲ့စွမ်းဆောင်ရုံကျွန်တော်တွားပြီးတော့လေ့လာကြည့်လိုက်အောင်ပါ။ အဲ့တော့ defender ကတော့အရင်၅ပြီနဲ့6လက်မှရှိတယ်အသက်ကတော့30နဲ့6နှစ်ပါ The One Championship မှာတော့ပွဲစဉ်မှာ9ပွဲထိုးတက်ထားတယ်6ပွဲအနိုင်ရရှိထားပြီးတပွဲရှုံးနေထားပါတယ်အဲ့တော့ဒီ professional MMA record ပေါ့နော် The One ပြင်ပအဖွဲ့အစည်းကထိုးတက်ထားခဲ့တဲ့ပွဲစဉ်အားလုံးပေါင်းဆိုရင်တော့16ပွဲအထိဒါရှင်ပြန်ထိုးတက်ထားပြီးတော့မှအဲ့ဒီမှာဆိုရင်ကျွန်တော်73ပွဲအနိုင်ရရှိထားပြီးကျွန်တော်3ပွဲတာရှုံးနေထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ fighter နှစ်ဦးရဲ့ဒါ professional MMA record ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါအရင်ကြီးတော့ကွာလာမျိုးမတွေ့ဘောနော်ဒါ Fabrizio Andrade က12ပွဲပေါင်းထိုးထားတယ်ဒါဒီ MOG Bandaku ကတော့ဒါ16ပွဲအထိရှင်ပြန်ထိုးတက်ထားတယ်ဘောနော်အဲ့တော့ဒါ16ပွဲမှာကသူ့အနေနဲ့73ပွဲကွာနာရရှိထားပြီး3ပွဲရှုံးနေထားတယ်ဗျအဲ့တော့ Fighter နှစ်ဦးစလုံးကပြောဆိုရှုံးပွဲတွေနဲကြတဲ့ Fighter ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဘန်နခုရဲ့ဆွမ်းဆောင်ကိုကျွန်တော်တော်ပြီးမှလေ့လာကြည့်လိုက်ရအောင်ပါဘန်နခုကတော့ဒါသူ့ရဲ့ဒီဆွမ်းဆောင်ရဲ့အဓိကကျွန်တော်တော်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါ stand fight စွမ်းဆောင်ရည်နဲ့ဒါ ground fight စွမ်းဆောင်ရည်ဒါနှမျိုးလုံးမှာသူကဒီအရင်ကြီးကောင်းတယ်လို့ပြောလို့မပြောလို့မရဘူးဆိုပေမဲ့ဒါကောင်းတဲ့ fighter အထင်းမှာပါတယ်ဗောနော်လုံးဝ perfect တော့မဖြစ်ပေမဲ့ကျွန်တော် stand fight ပိုင်းနဲ့ကစားရင်လည်း okay တယ်ဒါ ground fight နဲ့ကစားမယ်ဆိုရင်ဒါရတယ်ဗောနော်အဲ့တော့ဒါ way round up ဖြစ်တဲ့ fighter တူလို့ပြောလို့ရတယ်ဗောဒါကတော့သူ့ရဲ့အားသာချက်ဗောနော်နောက်တဲ့အားသာချက်ကတော့ဒီ fighter ကကျွန်တော်ဒါတက်လုံကောင်းရှိတာဗျလုံးဝကျွန်တော်မွန်ဂိုလီးယားဖိုင်တာတအူးဆန်ဆန်ပေါ့နော်တကယ်ကိုဒီတောင်တန်းရင်ပြင်တွေမှာနေတဲ့ဖိုင်တာတအူးပြပြ ကျိုးအသက်အရွယ်က36နှစ်တာပြောတော့မှာလို့သူရဲ့ဒီ wrestling ကစားပုံနဘန်းကစားပုံဒီဒီအနေထားကိုကျွန်တော်ကြည့်လိုက်မယ်တက်လုံးကြီးကြည့်လိုက်မယ်တကယ်ဒီကျွန်တော်20ကျော် fighter တဦးနဲ့တွားပြီးစင်တူနေတယ်ဗောနော်လုံးဝခွန်အားဗလာအရာပြောမယ်ဆိုတော်တော်လေးကိုကြန့်ခိုင်မှုရှိတဲ့ fighter တဦးဖြစ်တယ်ဗျအဲ့တော့နောက်ထပ်အန်တာချက်ကိုတွားလိုက်မယ်ဆိုတော့ဒီ fighter အရှောင်တင်းကစားတဲ့နေရာမှာတော်တယ်အဲ့တော့ကျွန်တော်အနေနဲ့အရှောင်တင်းပြောတဲ့နေရာမှာဒီပြိုင်ဖက်တွေရဲ့ထိုးချက်ကန်ချက်တွေကိုပဲဆိုလိုတာဖြစ်တယ်ဗောနော် ဲ့တော့ဒီ full ကစားတဲ့နေရာမှာတော့အားနည်းတယ်ဗျဒါအဝင်ထွက်လေးရတော့ရှိတယ်ဒါ full ကိုအရင်မကစားအောင် body အရင်ညွှန်လဲဒါမကစားအောင်ပေါ့နော်အရှောင်တင်းရတော့ကျွန်တော်မစိုးဘူးဒါ gap ကလည်းကျွန်တော် fabric co android နဲ့ရှင်ကြည့်လိုက်ပြီဆို gap လုံတဲ့ဒါကစားဟန်လေးရှိတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒါ fighter နှုတ်အနေထားကျွန်တော်ဒီ ground မှာပါပင်းနဲ့ stand ကြီးမဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ဒါကျွန်တော် mongolian fighter လို့ဖြစ်တဲ့ anoki bandakuka ဒါသူ့ရဲ့ကစားပုံကဒါ stand fight ပိုင်းမှာဆိုစိတ်ဖြစ်တယ်ပေါ့နော်ဒါ အန်တီရဲ့တိတ်မရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒါတော့ကျွန်တော်သူ့ရဲ့ဒီဂက်လုံနဲ့အပိုင်းပေါ့နော်ဒါအာတာချက်တွေဖြစ်ပါတယ်ကျွန်တော်အားနဲ့ချက်ကိုတွန်းလိုက်အောင်ပြအားနဲ့ချက်ကတော့ဒါဒီဖိုက်တာကမာဂုံမရှိတာဗျမာဂုံမရှိဘူးဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအရင်ကြီးနှိမ့်ချတာမျိုးပြောတာမဟုတ်ဘူးပေါ့နော်ဒါ ठी ချက်ကျွန်တော်ဒီနည်းနည်းလေးကျွန်တော်ထိချက်ကောင်းလေးထိမယ်ဆိုရင်ဒီဖိုက်တာကကျွန်တော်လဲကြသွားနိုင်တဲ့အနေထားမျိုးတွေရှိရရှိတယ်ပေါ့နော်ဒါဆိုရင်ရတယ်နောက်ထပ်ကတော့ကျွန်တော်တို့ဒါ movement မူမန်ကတော့ဒါအားနည်းတယ်ပေါ့နော်အစောပိုင်းကျွန်တော်ပြောသွားသလိုပဲဒါပါဝါပါဝါဘိုင်းကလေဒါအဓိကအားနည်းနေတာမျိုးတွေးရတယ်ဗျအရင်ကြီးကျွန်တော်ဒီဖိုင်တာကပြန်ဖက်လို့အဆုံးတက်တဲ့နေရာမှာဒါတွဲလုံးတွေဆက်တိုက်ဝင်ပြီးမှပဲဒါအဆုံးတက်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်တကယ်တစ်ချက်ကောင်းပါဝါဆိုရောက်ဖို့မလွယ်ဘူးဒါချင်းမြင့်ကန်ချက်ဆိုရင်တော့ဒါမပြောတတ်ဘူးပေါ့နော်တို့ပေမဲ့ကျွန်တော်သူ့ပွဲတွေကြီးကြီးခဲရတလောက်ဆိုရင်တော့ဒီလက်တီထိုးချက်တွေကျွန်တော်ထိချက်တွေရခဲ့တယ်ခြေကန်ချက်တွေဟက်ကတွေဘော်ဒီကတွေဒီလိုကတွေရခဲ့တယ်ဆိုပေမဲ့ သူရဲ့ဒီထူးချက်ကန်ချက်တွေကပြန်ဖက်တွေကျစီနိုင်လောက်တဲ့ဒါထူးချက်ကန်ချက်တွေကျွန်တော်ဒါတိတ်မတွေ့ရဘောနော်အဲ့တော့ဆိုလိုဆိုလိုတဲ့အထိပ်ပဲကကျွန်တော်ဒီ finishing လောက်နိုင်တဲ့အပိုင်းအားနည်းတာဘောနော်အဲ့တော့ဒီပြန်ဖက်တွေကိုအဆုံးတတ်တဲ့နေရာမှာသူ့အနေနဲ့သူ့အတွက်ကဒါခက်ခဲတဲ့ပုံစံတစ်ခုဖြစ်နေရဗျဒါ professional MMA career ကျွန်တော်အစပိုင်းကိုကြီးလိုက်မယ်ဆိုဒီပြန်ဖက်တွေကိုသူ့အနေနဲ့ဒီအဆုံးတတ်ခဲ့တဲ့အပိုင်းကဒီ ground နဲ့သူအာတန်နဲ့ ဒီကျွန်တော်ဝက်စလင်းပေါ့နော်ဂျူဂျစ်ဆူတွေအတုံးချပြီးတော့ပြန်ဖက်တွေပေါ့ဒါအဆုံးတက်ခင်းတော့ပေါ့နော်အဲ့တော့1 championship နောက်ပိုင်းကျွန်တော်1 championship မှာရှင်မင်းထိုးတက်လာခဲ့တဲ့ပွဲစဉ်ကြီးလိုက်မယ်ဆိုတော့ဒါ ground ပိုင်းမှာအာတန်ခဲ့နေဆိုပေမယ့်ဒီ stand ပိုင်းမှာပြန်ဖက်တွေကိုအဆုံးတက်တဲ့နေရာမှာဒါတော်တော်လေးကျွန်တော်သူ့အတွက်ကခက်ခဲနေတဲ့အနေအထားတစ်ခုမျိုးတွေ့ရတယ်ပေါ့နော်ဒီတစ်ချက်မှာဒါကျွန်တော်အနေနဲ့လည်းဒါသူ့ရဲ့ဒီ power ပိုင်းဒါအားနည်းတဲ့အကြောင်းပေါ့နော်ပေါဝိုင်းအနေနဲ့တစ်ချက်ပြီးနောက်ထပ်အားနည်းတာဒါပြန်ဖက်တွေကိုအဆုံးတက်နိုင်တဲ့အပိုင်းပေါ့နော် finishing ပိုင်းမှာကျွန်တော်တော်တော်လေးအားနည်းပါလေအဲ့တော့ဒီ fighter ကိုကျွန်တော်ခြုံပြီးတော့မှတုံးတက်လိုက်ရမယ်ဆိုရင်တော့ ါ ground ဘိုင်းမှာတော်တော်လေးကောင်းတဲ့ fighter တူဖြစ်နေအဲ့တော့ဒီလိုပြောလို့ကျွန်တော် stand ဘိုင်းမကောင်းလို့ပြောလို့မရအောင်เนาะ stand ကကောင်းတယ်သူ main favorite season and twenty လောက်မကောင်းဘူး way round တက်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် favorite season and twenty ကလုံးဝဒီ stand ဘိုင်းကိုပဲကျွန်တော်ထည့်သွင်းမယ်ဗျအဲ့တော့သူက stand တမားနဲ့ဒီတကယ့်ကိုနဘန်းတမားနဲ့ဒါတွေ့ကြောင်ပြပွဲပေါ့နော်အဲ့တော့ဒီကျွန်တော် one championship မှာရှင်ပြန်ထိုးတက်နေတဲ့ဒီ ground တမားတော်တော်များများတွေ့ထဲမှာပေါ့နော်ဒါဒီ ground ဘိုင်းမှာကစားတာ ဒီပြိတက်တွေကိုဖြိုဖြီတဲ့ပုံစံမျိုးနဲ့ကစားနိုင်တာဆိုလို့ဒီမွန်ဂိုလီးယန်ဖိုက်တာတဦးလောက်ပဲရှိတယ်လို့မြင်တယ်ဗျဒါတော့ကျွန်တော်တဦးတယောက်ရဲ့အမြင်ပေါ့နော် MMA ပွဲစဉ်တွေကျွန်တော်တော်တော်များများကြည့်ဘူးတယ်ဒီ ground pound အတန်နဲ့ fighter နဲ့ဒီ stand pound အတန်နဲ့ fighter တွေရှင်ထိုးကြတဲ့အချိန်မှာကျွန်တော် ground pound အတန်နဲ့ fighter ကဒီ stand အတန်နဲ့ fighter ကိုသူတို့အနေနဲ့ထိုက်တောင်ရယူနိုင်ခဲ့တယ်ပေါ့နော်ရယူနိုင်ခဲ့တဲ့အပိုင်းကနေပြန်ကစားတဲ့ဒီအခိုက်အတန့်တွေကိုချိန်လိုက်မယ်ဆိုရင်ဖြိုဖြီမှုတိတ်မပေးနိုင်ဗျအဲ့တော့ဒီ အော်ဂေဘန်ဒါခူကတော့တမူထူးခြားနေတယ်မော်နော်သူ ground ကစားတဲ့ပုံစံကတော်တော်လေးကိုပြန်ဖက်တွေအတွက်ဒီပြန်ဖက်တွေတော့ဖြစ်သွားပြီကျွန်တော်ချစ်ရှုနေတဲ့ဒီပရိသတ်တွေအတွက်ပေါ့နော်တကယ်ကျွန်တော်တဲထိတ်ရင်ဖို့ဖြစ်စေတယ်မော်နော်တကယ်ပုံစံအမျိုးမျိုးကျွန်တော်လက်ပတ်ပြီးဒီသူ့အနေနဲ့ဒါအပေါ်စီပိုဇီရှင်မှာပေါ့နော်ပြန်ဖက်တွေကိုဒီနဘန်းဒါအတုံးချပြီးတော့မှဒါကစားသွားတာမျိုးတွေ့ရတော့ပေါ့နော်ဒါချုပ်ခွက်ကိုလည်းကျွန်တော်လိုအပ်ရင်လိုအပ်တယ်လို့ဒါပုံဖော်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့ ဒါကျွန်တော် stem stem မှာပဲသူ့အနေနဲ့ဒါ finishing ပိုင်းအားနည်းတော့မဟုတ် ground ပိုင်းရောက်တော့ပြန်ဖက်တွေအတွက်ဒါသူ့နိုင်ဖို့ဆိုတာဒါခက်ခဲတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်ပေါ့နော် fabricio and war ဒီအနေနဲ့အကယ်၍ဒါကျွန်တော်ထိတ်တောင်းပြီးခင်ရမယ် ground ပိုင်းရောက်သွားတဲ့အချိန်ကျရင်တော့သူ့အနေနဲ့ဒါ okay banda ku ဘောနော်ဘလူးခုခံကကွင်းကစားတော်မလဲဘောနော်ဒါတကယ်ကျွန်တော် favorite and order ဒီနေနဲ့ဒါအဖြေထုတ်ရမယ်ဒါတကယ်စမ်းစစ်မှုကြီးတစ်ခုတောင်ဖြစ်နေတယ်ဘောနော်အဲ့တော့ ကျွန်တော်အနေနဲ့ကတော့ဒီဒီ fighter နှစ်ဦးနဲ့ပတ်သက်ပြီးတော့မှဒါဘယ်သူအနိုင်ရရှိမလဲလို့ပြောမယ်ဆိုတော့ဒီ ground ပိုင်းအာတန်နဲ့ MOG Banda Gu အနေနဲ့ဒါ champion ဖြစ်လာဖို့အလားအလာရှိတယ်။အဲတော့ကျွန်တော်မွန်ဂိုလီးယားမှာဆိုရင်တော့ဒီတကယ်ဒါကပထိတ်တန့်နာမည်ကြီးအဖွဲ့အစည်းဖြစ်တဲ့ကျွန်တော် UFC တို့1 championship မှာရှင်ပြန်ထုတ်တဲ့ fighter တွေထဲမှာဆိုတော့ဒါဒီ champion တွေမရှိထားသေးဘူးပေါ့နော်။တကယ်လို့အကယ်၍ဒါ MOG Banda Gu အနေနဲ့အနိုင်ရယူသွားမယ်ဆိုတော့ဒါမွန်ဂိုလီးယားနိုင်ငံအတွက်ပေါ့နော်။ ဒါကျွန်တော်ကမ္ဘာထိပ်တန်းအဖွဲ့အစည်းကြီးရဲ့ဒါချန်ပီယံတဦးကျွန်တော်ဖြစ်လာဖို့ဒါရှိသွားမယ်ဆိုတော့တကယ့်ကိုကောင်းသွားပြီပေါ့နော်ဒါ AOK Banagu အတွက်ကလည်းဒီမွန်ဂိုလီးယားရဲ့ဒီအမျိုးသားဖိုင်တန်တွေထဲမှာဒါပထမဦးဆုံးတော့ကမ္ဘာထိပ်တန်းအဖွဲ့အစည်းကြီးကဒါချန်ပီယံတဦးဒါဖြစ်သွားဖို့ရှိတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်ကိုကြည့်ရှုဖို့လုံးဝကျွန်တော်မဆောင်ဆိုင်နိုင်တော့ဗျ Okay အဲ့တော့ဒါကတော့ကျွန်တော်တို့တကယ့်ကိုဒီဖြိုချဖို့ခက်တဲ့ချန်ပီယံကြီးကိုအနိုင်ယူပြနိုင်စွမ်းရှိတဲ့မွန်ဂိုလီးယားဖိုင်တာ ဒါအမ်အော်ဂီဘန်ဒါကူရဲ့ဒါအကြောင်းအရာပွဲစဉ်အကြောင်းအရာနဲ့ပတ်သက်ပြီးဒါပရိသတ်တွေနဲ့သူကျွန်တော်ဆွေးနွေးသုံးသပ်တင်ဆက်ပြီးတွန်းခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်ဒုတိယဒါပွဲတင်တဲ့အကြောင်းအရာကိုတွန်းလိုက်အောင်ဗောနော်အဲ့တော့ဒီသွဲဆိုင်ကတော့ကျွန်တော်ပရိသတ်တွေအားလုံးသိရှိကြပြီးတာဖြစ်တဲ့ဆူလင်းဦးနဲ့ကျွန်တော်ပွဲတယ်ပြီးချင်းခံရဘူးတဲ့ line harrison ရဲ့သွဲဆိုင်ပဲဖြစ်ပါတယ်အဲ့တော့ line harrison ကို line harrison လို့ပြောလိုက်ရင်ပရိသတ်တွေအားလုံးမှတ်မိကြမယ်ဗောနော်ဒီကျွန်တော်တို့ဆူလင်းဦးရဲ့ပြိုင်ဖက်ဟောင်းဖြစ်ခဲ့တဲ့ ဒီဆက်ဆန်ပေါ့နော်ဆက်ဆန်ဆိုတဲ့ fighter နဲ့အရှင်မြန်ထူးတက်သွားခဲ့တဲ့ဒီအမေရိကန်ပွဲမှာဆိုရင်တော့ line harrison ကဒါဆက်ဆန်ကိုရှုံးနေပြီးတော့မှသူကဒီအနားယူမယ်ဆိုပြီးတော့မှကြီးညာသွားခဲ့တာပေါ့နော်အဲ့တော့နားလဲယူပြီးသွားရောဒါအချိန်အတိုင်းတာတကူကြာလောက်တဲ့အချိန်မှာဒါ one championship ကဒါသူ့ကိုဒါအနားမယူသေးနဲ့ဦးပေါ့နော်အပွဲပြန်ပြီးတော့မှထိုးတက်အောင်ဆိုပြီးတော့မှဒါတောင်းဆိုသွားတာတွေးရတယ်ပေါ့နော်အဲ့လိုမျိုးတောင်းဆိုသွားတဲ့နောက်ပိုင်းမှာပဲကျွန်တော်ဒီ line harrison ကဒါ soling ဦးနဲ့ပွဲတည်ပြီးချင်းခံရတယ်ဗျာ အဲ့တော့ဒါပေမဲ့လည်းကျွန်တော်ဆိုနင်းဦးအနေနဲ့ဒါဒီဖိုင်တာနဲ့ဒီရှင်ပြန်ထူးတက်ခွင့်တော့မရလိုက်ဘူးပေါ့နော်ဒါကျွန်တော်အဲ့ဒီစီဇန်ထားခဲ့တဲ့အမေရိကန်ပြန်ပွဲပွဲစဉ်ကလည်းဒါပြတ်သွားခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာပဲကျွန်တော်ဒါ line harrison ကဒီဂျပန်နိုင်ငံမှာချိမပြုတ်သွားမဲ့ပွဲစဉ်မှာပါဝင်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့မှကျွန်တော်အမျိုးမျိုးဒါတရင်တွေထွက်ခဲ့တယ်ပေါ့နော်အခုတစ်ခါမှတော့သူဒီဂျပန်ဖိုင်တာတအူးနဲ့တည်ပြီးလိုက်တာဗျဒီဂျပန်နိုင်ငံမှာချိမပြုတ်လုပ်သွားမဲ့ဒါပြန်ပွဲပွဲစဉ်တော့မဟုတ်ဘူးပေါ့နော်ဒီကျွန်တော် လူပင်းစတေဒီယံမှာပဲကျွန်တော်ကျင်းပသွားမှာပေါ့နော်ဒါဒီဇင်ဘာလ9ရက်နေ့ Wi-Fi night ဒီ38ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်ရှင်ပြန်ထူးတက်သွားမှာဖြစ်နေပြအဲ့တော့ Lime Harrison ကသူကလက်ရှိအချိန်ထိဆိုရင်တော့ဒီကျွန်တော်မြွေထိုင်းရောကစ်ပေါ်စင်ပွဲရောပေါ့နော်အားလုံးကျွန်တော်ပေါင်းလိုက်မယ်ဆိုရင်တော့ဒါပွဲစဉ်120အထိတော့မှသာရှင်ပြန်ထူးတက်ထားတယ်ပေါ့နော်အဲ့ဒီအထဲမှာဆို62ပွဲအနိုင်ရယူထားပြီး26ပွဲရှုံးနေထားပါတယ်အဲ့တော့မှတ်တမ်းတွေအရပြောမယ်ဆိုရင်တော့ဒါမဆိုးဘူးလို့ပြောလို့ရမယ်ဗျအဲ့တော့သူ့ပွင့်စင်ဒီကျွန်တော်တို့ဒီ1 championship ဖွဲ့စီမရောက်ခင်ကတည်းက ကျွန်တော်တခြားဖွဲ့စည်းမှာရှင်မြေထိုးတက်ခဲ့တဲ့ပွဲစဉ်တွေဒါကြည့်ရှုခဲ့ဘူးတဲ့ပေါ့နော်တကယ်ဒီဆက်ဆန်တို့ဒါထိုင်းကနာမည်ကြီးဖိုက်တာတွေဖြစ်တဲ့ဒါဘယ်လိုပြောမလဲကျွန်စတီချိုင်းတို့ပေါ့နော်တကယ် Wine Fighter တွေနဲ့ဒါအများကြီးထိုးတက်ခဲ့ဘူးတဲ့ဒါအတွေ့အကြုံကောင်းနေရှိတယ်အဲ့တော့ဒီ Lion Harrison က Potty Fighter တအူးတော့မဟုတ်ဗျဒါ technique ပိုင်းကောင်းတယ်ဒါပညာပညာလည်းကောင်းတယ်လို့ပြောမယ်ဒါအတွေ့အကြုံပိုင်းကလည်းဒါတော်တော်လေးကိုယဉ်နေပေါ့နော်ဒါကျွန်တော်မမိတလောက်ဆိုရင်တော့ ဒီနပန်းတမားပေါ့နော် go back go back ဆိုတဲ့ fighter ဟိုသူ့အနေနဲ့ဒီကျွန်တော်မွေထိုင်းထုတ်တက်တဲ့ဒါတက်ကနေတွေဒါတင်ပြီးခဲတဲ့ဗီဒီယိုလေးကိုကျွန်တော်တွေးခဲ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောပြောဒီ fighter ပြောမယ်ဆိုတော့ဒီတက်ကနေပိုင်းမှာကျွန်တော်တကယ် super star ကိုတော့မှသူတို့မွေထိုင်းတက်ကနေနဲ့ဒါတင်ချပေးတဲ့အပိုင်းလေးကျွန်တော်မြင်တွေ့ရတာကိုကြည့်မယ်ဒီ fighter ကျွန်တော်သူ့ရဲ့ဒီမွေထိုင်းနဲ့ပတ်သက်တဲ့ဒီပညာတွေကကျွန်တော်ဘယ်လောက်ထိကျွဲတလဲဆိုတာကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ ်လက်ရှိချိန်ထိကတော့ကျွန်တော်တို့ဒီ1 championship မှာသူ့အနေနဲ့ဒါပွဲစဉ်ပေါင်း6ပွဲအထိတော့ရှင်ပြန်ထူးတက်ထားတယ်ဗျ1မှာတော့ရလမကောင်း2ပွဲနိုင်ထားပြီး4ပွဲအထိတော့မှရှုံးနေထားတယ်သူ့ရဲ့ကျွန်တော်တို့ဒီဆွမ်းဆောင်ရည်ကိုကျွန်တော်အသေးစိတ်ကြည့်တဲ့အခါမှာဗောနော်ဒီ fighter ကပြောမယ်ဆိုရင်ဒီထူးတက်ပေါက်အရာကအရင်ကြီးဒီလှုပ်ရှားမှုမြင်တာမျိုးမဟုတ်ဗျတို့ပေမဲ့သူ့ရဲ့ဒီတစ်ချက်တစ်ချက်ထွက်လာတဲ့ဒီထိုးချက်တွေကပါဝါတော်တော်လေးပြင်းတယ်ဒါတော့ကျွန်တော်သူ့ရဲ့အာသာချက်အနေနဲ့ကျွန်တော်ပြောလို့ရတယ်ပေါ့ပါဝါကောင်းတယ်အဲ့တော့ဆောပိုင်းမှာကျွန်တော်ပြောခဲ့တယ်နောက်ထပ်တစ်ချက်တော့ဒါတက်ကနစ်ပေါ့နော်ဒါ ညာတော်တော်လေးကောင်းတယ်။အမွေထိုင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေသူ့မှာအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ဒါတွေကတော့သူ့ရဲ့အားသာချက်တွေဖြစ်တယ်ဗျ။အဲ့တော့ကျွန်တော်အားနဲ့ချက်ကိုတွားလိုက်မယ်ဆိုရင်တော့ဒီ line harrison ကဒါမာဂုံတစ်ခုလောက်ပဲပြောဝင်ပြန်ဒီလှုပ်ရှားမှုအရာတော့ကျွန်တော်ရဲ့မြင်တော့ဒါတာမန်ပုံမှန်လောက်ပဲပေါ့နော်။ဒါအတက်ရွယ်ကတော့အခုချိန်မှာသူ့အနေနဲ့ဒီ40အရွယ်ကိုရှိပြီဗျာတကယ်ဖိုင်တာတူလုံးဝဒါအနာယူတင်တဲ့အချိန်ပေါ့နော်တို့ပြင်မဲ့လဲ1ကတော့ကျွန်တော်အထင်ပေါ့ဒီဖိုင်တာပြန်ပြီးခေါ်ထိုးတဲ့အကြောင်းရင်းသူ့ရဲ့ ီဆွမ်းဆောင်ကြီးသဘောကျတာပါမင်ပြဒီအချက်ပေါ့နော်တကယ်အနားယူသွားတဲ့ fighter ကိုပြန်ပြီးခေါ်ရတဲ့အဆင့်ဆိုတာကိုကျွန်တော်ဒါစဉ်းစားကြည့်လိုက်ရုံနဲ့ဒီ fighter ကဘယ်လို fighter လဲဆိုတာကျွန်တော်တွေးလို့ရတယ်ပေါ့နော်အရက်ကတော့9ပြီ6ရှိတယ်ဒါ UK က fighter တူပေါ့နော်အဲ့တော့သူဆွမ်းဆောင်ကိုကျွန်တော်ခြုံပြီးတုံးတက်လိုက်မယ်ဒါပညာကောင်းတယ်ကျွန်တော် power ကောင်းတယ်အတွေ့အကြုံကောင်းတယ်အဲ့တော့ဒါကတော့ကျွန်တော်အဓိကလေးဖြစ်တယ်ပေါ့နော်ဒါမာကွန်ကတော့ကျွန်တော်အားနည်းတယ်ဗျဒါသူ့ရဲ့1မှာကျွန်တော်နိုင်ထားတဲ့2ပွဲလေးကိုကျွန်တော်တွားကြည့်လိုက်ရင်ဆို ဒီဝမ်းမှာတော်တော်လေး channel fight ကသူ့အရှိရပါတော့အလုံးမမီကြောက်မလားမသိဘူးဒီနာဘီနဲ့ရှင်ပြန်ထူးတက်ခဲ့ဘူးတဲ့အဲ့ဖိုက်တာနာဘီကိုတော်တော်လေးဒုက္ခပေးနိုင်တဲ့ဖိုက်တာတူထဲလေးပါတယ်ဗောနော်အဲ့ဖိုက်တာကတော့ကျွန်တော် mountain ဖြစ်တယ်ဗျ mountain ကိုကျွန်တော်အလဲထိုးနဲ့အနိုင်ရယူပြထားတာဗောနော်ဒါနည်းနည်းနော်နော်ဆွမ်းဆောင်ရည်တော့မဟုတ်ဗောနော် okay အဲ့တော့ကျွန်တော်သူ့ရဲ့ဒီသူရှင်ပြန်ထူးတက်သွားမဲ့ဒါဖိုက်တာရဲ့ကျွန်တော်အကြောင်းလေးကိုတွန်းလိုက်ရအောင်ပါအဲ့တော့ဒီဂျပန်ကဖိုက်တာတူဖြစ်တယ်ဗောနော်နာမည်ကတော့ကျွန်တော်ရှင်ဂျီဒါဇူဇူဂီလို့ခေါ်တယ်ဗောနော် ဲ့တော့အသက်ကတော့39နှစ်မှာတကယ့်ကိုကျွန်တော်40ကက်တက်40အရွယ်နဲ့39နှစ်ပေါ့နော်ဝါရင်ပြီးတော့မှကျွန်တော်အတွေ့အကြုံရင်ဖိုင်တာနှစ်ဦးရှင်ပြန်ထိုးတဲ့တွန်းချောင်းမဲ့ပွဲပေါ့နော်အဲ့တော့ဂျပန်ဖိုင်တာကျွန်တော်ရှင်ဂျီဇူဇူကီကတော့ဒါ3ဒါအရက်9ပင်နဲ့ရှစ်လက်မှရှိတယ်1ချန်ပီယံရှစ်မှာကတော့သုံးပွဲထိုးတဲ့ထားပြီးကျွန်တော်တပွဲနိုင်နှစ်ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့ဒီဂျပန်ဖိုင်တာနဲ့ပတ်သက်ပြီးသူရဲ့ဆွမ်းဆောင်ရည်ကိုငါပြောရမယ်ဆိုရင်တော့ဒီတက်လုံကောင်းတာနဲ့ဒီမာဂုံကောင်းတာပေါ့နော်ဒီနှစ်ခု လွဲလို့ဗောနော်ကျန်တဲ့အပိုင်းကသူ့အနေနဲ့တော်တော်လေးအားနည်းနေလို့ပဲပြောအောင်ဗောနော်ဖိုက်တာကပြောမှဆိုတော့အသက်ရွယ်ထောက်တာလေးပါတယ်ပြီးရင်လှုပ်ရှားမှုကတော့ကျွန်တော်ပုံမှန်ပဲလို့ဆိုရမှာပြဒါပါဝါလည်းပါဝါကလည်းအားနည်းတယ်ဒါအတွေ့အကြုံပိုင်းကလည်းအားနည်းတယ်နောက်ပြီးတော့ဒီ footwork တွေ body movement တွေကလည်းကျွန်တော်အလောက်ကြီးကောင်းတဲ့ဖိုက်တာတူတော့မဟုတ်ဘူးနော်ဒါရိုးရိုးကျွန်တော်တာမန်အဆင့်လောက်ပဲရှိတဲ့ဖိုက်တာတူဦးဗောနော်အဓိကအပြင်းတော့ကျွန်တော်တို့ဒါ line harrison ကို one championship ကပွဲတယ်ပြီးတဲ့အနေနဲ့ဒီ japan fighter နဲ့ သူထူးတက်စေတာလို့ပဲကျွန်တော်ကတော့မြင်တယ်ဗျအဲ့တော့ဆွမ်းဆောင်ရည်အနေထားချင်းရှင်လိုက်မယ်ဆိုတော့ဒါ line harrison ကလုံးဝတာနေပြီဗောနော်ဂျပန်ဖိုင်တာပြောမယ်ဆိုတော့သူကတက်ကနစ်ပိုင်းမကောင်းဘူးဒို့ပေမဲ့လည်းသူကသူ့ရဲ့ဒီမာဂုံနဲ့ဒါတက်လုံကောင်းတဲ့ဒါပြိုင်ဖက်တွေကိုကျွန်တော်ရှင်ပြန်ထူးတက်ပြီးတော့မှဒါအနိုင်ရယူတဲ့ဒါပုံစံမျိုးတွေရှိတယ်ဗောနော်အဲ့လိုမျိုးဖိုင်တာမျိုးနဲ့ဒါ line harrison နဲ့ကျွန်တော်ပွဲတည်ပေးလိုက်တာဗျအဲ့တော့အနေထားကတော့ကျွန်တော် ဒါတကယ်စတန်ဖိုင်ပိုင်းချင်းချုံရှင်ကြည့်လိုက်တဲ့အနေအထားမှာဆိုရင်တော့ဒါဒီလက်တီချင်းရှင်ထိုးတဲ့နေရာမှာ line harrison ကဒါလဲထိုးပါဝါရှိတဲ့အတွက်ကြောင့်မို့ဒါဂျပန်ဖိုင်တန်ကျွန်တော်တို့ရှင်ကြီး suzuki ကိုဒါအလဲထိုးသွားနိုင်ဖို့အနေအထားကကျွန်တော်တို့များတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်ဒါလို့ပြောရတယ်လဲဒါမာဂုံလေးမြင့်နေပေါ့။ဘာကြောင့်ကျွန်တော်အလဲထိုးခံရနိုင်တယ်လို့ပြောဆို။ဒီ line harrison ရဲ့ပါဝါကိုပဲပြောမယ်ပေါ့နော်။ပါဝါတော်တော်လေးကိုမြင့်ပါတယ်။ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒါ ဒီပွဲစဉ်က Lion Harrison ရဲ့အလဲထိုးပြီးတော့မှနိုင်တော့နိုင်ချေရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်။ဒါရှင်ဂျီဆူဇကီကတော့ကျွန်တော်တို့ဒီနောက်ဆုံးပေါ့နော်။ဒါအလဲထိုးမခံရရင်တော့မှဒါသူကတက်လုံလဲကောင်းတယ်မာဂုံလဲကောင်းတဲ့အတွက်ကြောင့်ဒါနောက်ဆုံးအခြေအနေကျွန်တော်ရောက်ရှိသွားမယ်ဆိုရင်တော့မှဒါတိုင်းအဆုံးဖြတ်ပုံစံမျိုးနဲ့ဒါရှုံးနေသွားဖို့ကများတယ်ပေါ့နော်။အဲ့တော့ဒါကတော့ကျွန်တော်ဒီ Lion Harrison နဲ့ရှင်ဂျီဆူဇကီတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်လေးဖြစ်တယ်ပေါ့နော်။ Okay အဲ့တော့ဒီကနေ့မှာတော့ ဒါပြိသက်တွေနဲ့အတူပေါ့နော်ဒါ1 championship ကဒါဒီကနေ့လေးနေကပေါ့နော်ကြီးညာသွားခဲ့တဲ့သွေးဆိုင်အစ်စ်နှစ်ဆိုင်နဲ့ပတ်သက်ပြီးတော့မှဒါဆွေးနွေးတုံးတက်ဒါတင်ဆက်မှုလေးပြုလုပ်သွားခဲ့တာဖြစ်တယ်ပေါ့နော်အချီရှူအားပေးနေတဲ့ပြိသက်တူတယောက်ချင်းစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ကြောင်းပြောရင်းနဲ့ဟောပဲအဆုံးတက်လိုက်ပါမယ်